မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ general knowledge channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မိတ်ဆွေတဦးတောင်းဆိုထားတဲ့ဖျားငားစုအင်းစွန်းနဲ့စီရင်နည်းဖြစ်ပါတယ်ဖျားငားစုအင်းစမဂါထာများဟာမြမလောကီပညာမှာအလွန်ထင်ရှားပါတယ်ကာယတိတိပိုင်းနဲ့ပယောဂအတိုက်ခိုက်များမှာအဓိကစွမ်းပါတယ်မိမိအားဖန်စီနှိမ့်ဆက်မှုမပြုနိုင်ခြင်းအချုပ်အနှောင်မှလွတ်မြောက်ရခြင်း လက်နက်မျိုးစုံပြီးစေခြင်းစတဲ့အကျိုးများရရှိစေပြီး ရှေးမြအဆက်ဆက်တို့စီရင်အသုံးပြုခဲ့ကြကြောင်းလည်းရှေးကျမ်းများမှာဆိုထားပါတယ်။ဖျားငါးဆူရင်စမများကိုတုတ်ပြီးဓာပြီးလက်နက်မျိုးစုံပြီးစေဖို့ခန္ဓာကိုယ်မှာလည်းထိုးနိုင်ကြပါတယ်။အချို့ပညာရက်များမှာမိုင်းကင်စကူပေါ်မှာအင်းစမစီရင်ပြီးတောက်မျိုးရတာမျိုးလည်းရှိပါတယ်။ဖျားငါးဆူရင်စမများကိုလက်ဖွဲ့အဖြစ် အဆောင်ဖြစ်စီရင်လိုပါကတက်နိုင်ရင်ရွှေပြားငွေပြားများပေါ်မှာစီရင်ရပါတယ်မတက်နိုင်ရင် ကြီးပြားတတုပြားများပေါ်မှာစီရင်လို့လည်းရပါတယ်ဖျားငါးစုအင်းနဲ့စမမူကွဲများစွာရှိတဲ့အထက်ကရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူစီရင်ရတဲ့ဖျားငါးစုအင်းချနီးကို တင်ပြပါမယ်ဆေးကောင်းတစ်ဆက် အင်းကောင်းတစ်ကွက်ဆိုသလိုရိုးရှင်းတော်လဲအလွန်စွမ်းကြီးတဲ့အင်းဖြစ်ပါတယ် အခုပြထားတဲ့ဖះငါးစုအင်းကိုရွှေပြားငွေပြားတစ်ခုခု၌အင်းချနီစီမြင်စည်းကမ်းများနဲ့အညီရေးဆွဲ၍လက်ဖွဲ့ထိုးပြီးဂုံတော်ကိုးပါးနဲ့အခောက်ရည်တထောင်ဆုပ်၍ဆောင်ရပါမယ်။အညုံကတော့ဒါလောက်ပါပဲ။တကိုးကြီးဖះတစုရှိမှလူပွဲပစ္စည်းများလူတန်းပြီးစီရင်တင်ပါလေ။ခန်းနှက်ခတ်ကြတဲ့နေ့နှစ်ဖက်ကံဝရဆုတ်ကြသော နေ့ကတေဇောချိန်မှာစီရင်ရပါမယ်။အင်းချဖို့အတွက်နှက်ခတ်ရင်းနီး အချိန်ခါရွေးနည်းနဲ့အင်းချနည်းများကိုတော့ကျွန်တော် channel မှာဝင်ရောက်လည်လာနိုင်ပါတယ်။နောက်လဲလော့ကီလော့ကုတ်အကျိုးရှိစေမယ့်ဗဟုသုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ